စစ်ကွန်မရှင်ရဲ့ရွေးကောက်ပွဲဥပဒေကြောင့်မြန်မာနိုင်ငံကတည်င်းထောက်တွေဟာတည်တဲ့အထိချိန်ချောက်ခံနေရပါတယ်မြန်မာနိုင်ငံမှာတည်င်းမီဒီယာလောကဟာစစ်ကွန်မရှင်ရဲ့ပြင်းထန်တဲ့ဥပဒေအသစ်တွေနဲ့ဖိနှိပ်မှုတွေခံနေရတယ်လို့အသံအဖွဲ့ကနိုဝင်ဘာလ16ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ပထမဆုံးအနေနဲ့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေနဲ့အတူထွက်ပေါ်လာတဲ့ဥပဒေအသစ်ဟာတည်တဲ့သမားတွေကိုဓာတ်ရိုက်ပြစ်မှတ်ထားနေတယ်လို့ဆိုပါတယ်။အဲ့ဒီဥပဒေကတော့ရွေးကောက်ပွဲပြည့်စည်စေရန်စာရေးသားချင်းအပါအဝင်အနောက်ရှက်ပြည်ရဲ့လုံရက်တွေအတွက်တည်တဲ့အထိပြည်တံချမှတ်နိုင်တာကြောင့်ဝေဖန်ရေးသားတဲ့တည်တဲ့သမားတွေကိုထိရောက်စွာတားမြစ်ထားပါတယ်။ စက်တင်ဘာလ2025ခုနှစ်အကုန်မှာတည်င်းသမား96ယောက်ဟာအကျဉ်းထောင်ထဲမှာဆက်ရှိနေဆဲဖြစ်ပြီး2023စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတည်င်းသမားပေါင်း223ယောက်အထိဖမ်းဆီးခံခဲ့ရပါတယ်ဒီလိုဖက်စီးခံရမှုတွေအပြင်မီဒီယာလောကဟာနိုင်ငံတကာထောက်ပံ့မှု ရောကြမှုထံကိုလည်းရင်ဆိုင်နေရပါတယ်။ တမနာထရန်လက်ထဲမှာအမေရိကန်ထောက်ပံ့မှုတွေပြတ်တောက်သွားခဲ့ပြီး2026ခုနှစ်ဂျွန်လမှာဆွီဒင်အစိုးရကမြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီတွေအားလုံးရပ်ဆိုင်တော့မှာဖြစ်လို့လွတ်လပ်တဲ့မီဒီယာတွေအတွက်နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။လက်ရှိအခြေအနေဟာမြန်မာနိုင်ငံမှာတည်င်းရယူဖို့အတွက်အသိကရွေးကောက်ပွဲကာလတွေနဲ့လုံးဝမတူဘဲအလွန်အသင့်ကျက်နေပါတယ်။